ချိန်ကာကောက်တို့မြန်မာနဲ့ထိုင်းနိုင်ငံရဲ့တဘာဝတရားဆီယာဖင်မီရဲ့ဘာသာပြန်ဝိတ္ထုတော်လေးတစ်ပုဒ်မှာချိန်ကာကောက်တို့ဆိုတဲ့တစ်ပုဒ်ကိုဖတ်ခဲ့ပူပိုင်ပင်လယ်လိုင်းနဲ့အတူကမ်းပေါ်တင်လာတဲ့ချိန်ကာလေးတွေကိုလူတစ်ယောက်ကပင်လယ်ထဲပြန်လော့ပေးတဲ့အခါဘေးကသူတစ်ယောက်ကခုလိုဝေဖန်ခဲ့ပိုင်ပင်လယ်ကမ်းဆက်တွေမှာချိန်ကာပေါက်ထောင်ချီပြီးကမ်းပေါ်တင်လေးရှိရာဖြစ်လို့သူလုံနေရာကအထိတ်ပဲမရှိဘူးလို့ဆိုတဲ့အခါချိန်ကာကောက်သူကခုကျွန်တော်ပြန်လော့ပေးမယ်ငါးကလေးတော့အထိတ်ပဲရှိပါရဲ့လို့ ြန်ပြေလိုက်ပါရဲ့တဲ့အခုကျမပြောပြပေးသွားတာကတော့ဘာသာပြန်ဝိတုထဲမှာရှိတဲ့ကျင်ကားောက်သူတယောက်ရဲ့အကြောင်းပါဒါပေမဲ့လည်းဒီဝိတုထဲကလို့တကယ်လက်တွေ့မှာလည်းထင်ဟပ်နေရဲ့ထိုင်းကကျင်ကားောက်သူမြမအမျိုးသားတယောက်ရဲ့အကြောင်းကိုလည်းရှင်းတွဲပြီးပြောပြသွားမှာပါမြမလူမျိုးချင်းအတူတူနည်းနည်းရှက်စရာကောင်းနေပေမဲ့လည်းသင်ကန်းစာရှုပ်ွဲဖြစ်အောင်တက်ဆက်ပေးလိုက်ပါရှင်ထိုင်းလူမျိုးဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့လာတဲ့သတင်းတစ်ခုကတော့ထိုင်းစကားမပြောတတဲ့မြမတယောက်ဟာ ရှည်ထဲမှာကြင်ကားတွေကိုဖမ်းပြီးစော့နေရဆိုတဲ့အကြောင်းမှာကမ်းပေါ်ကားသူတွေကမစော့ဖို့လမ်းပြောတာကိုလည်းနားလေဟန်မတူပဲဆက်စော့နေလို့ဒေါသထွက်ရတယ်ဆိုပြီးတင်လာတဲ့သတင်းအပေါ်မှာမြင်ရတာတကူကတဘာဝတရားကိုစောက်ရှောက်ခြင်းအတိမှကျမတို့အားနေနေသေးရဆိုတာကိုပါပဲဒီသတင်းနဲ့အတူလွန်ခဲ့တဲ့နှစ်ကစင်ကာပူမှာမြန်မာအင်ဖော်မလီတယောက်တောင်လေးတကောင်ကိုစော်ကစားရာကနေတရိတ်ဆန်ညင်ပန်းနှိမ့်ဆန်းမှုနဲ့အမှုပွင့်တန်ရိုက်ခလိုက်ရတာကိုအမှတ်ရနိုင်မိပါတယ် အဲ့ဒီဖြစ်ရပ်ကိုလည်းပဝင်းကျင်ကလူတွေကပဲလမ်းတိုင်လိုက်တာပါတေချာတာကတော့ပြင်းထန်တဲ့တံငွေနဲ့အတူအလောက်ထုတ်တဲ့နောက်ဆက်တွဲတွေပါမဖြစ်မနေကြုံရတော့မှာပါအရှိတောင်အာရှမှာထိုင်းနိုင်ငံလိုထိုရစီအပြိုးတဲ့နိုင်ငံတွေဟာတဘာဝပဝင်းကျင်နေပဲကဘာလေးခီးသွားတွေကိုဆွဲဆောင်ရတာဖြစ်ပြီးဖူးခတ်ကျွန်းပေါ်မှာလည်းတဘာဝကျင်းငတ်တွေအကောင်လေးတွေကိုလည်းမထီခိုက်ရအောင်စောက်ရှောက်ပြီးတစ်ဖက်တစ်လမ်းကဝင်ဝေးရှာကြပါသည် ဒါကြောင့်လေမြန်မာနိုင်ငံကနေရွှေပြောင်းလာရတဲ့လုပ်သားတွေမှာမတိလို့ပဲဖြစ်ဖြစ်ပော့ပော့တန်တန်သဘောထားပြီးမွေတကောင်ရိုက်တာငှက်တကောင်ပြစ်လိုက်တာမျိုးတွေတောင်သွားမလုံမိဖို့အရေးကြီးပါတယ်။ထိုင်းနိုင်ငံမှာတဘာဝတော်ရိုက်ကာကွယ်ဥပဒေနဲ့စောက်ရှောက်ထားတဲ့တဘာဝတော်ရိုက်ကောင်တွေလည်းရှိပြီးဥပဒေချိုးဖောက်မိရင်ပြင်းထန်တဲ့အပြစ်လည်းပေးလိမ့်ရှိပါတယ်။ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာတော့ပြန်မရနိုင်တဲ့တန်ရာဇာတာအဖြစ်တဘာဝတရားကိုအလေးနဲ့ထားပြီးကာကွယ်ကြပါမိမယ်။ စီးရတဲ့နိုင်ငံကရွှေပြောင်းလာရသူတွေအဖို့မှာဒါကိုနားလည်ဖို့ရအချိန်ပေးရပါတယ်။အလုတ်ဖြောင်းဖြောင်းမလုံရဲရအောင်ဖန်စီအကျဉ်းချလုံးနေချိန်မှာတော်ရုံရွှေပြောင်းသူတယောက်ကရေထဲဆင်းပြီးကျင်ကားနဲ့စော့နေဖို့ဆိုတာလည်းမလွယ်ပါဘူး။တချို့ပတ်စံရှိသူတွေဟာအလေပတ်ပီစာနဲ့ထိုင်းကိုပတ်စံသုံးဖို့လာကြသူတွေရှိရင်လည်းကိုယ့်ရဲ့လောက်ရတဲ့ခုကြောင့်ထိုင်းနိုင်ငံကရွှေပြောင်းလုပ်သားတွေအပေါ်အမြင်မကြည်မှုတွေမဖြစ်ရဖို့ကိုလည်းဂရုစိုက်တင်တယ်လို့ထင်မြင်မိပါတယ်။ 2019ခုနှစ်ကစပြီးသဘာဝတော်ရိုင်းအဥပဒေနဲ့တော်ရိုင်းသဘာဝတွေကိုကာကွယ်ဖို့လှုပ်လာတဲ့ထိုင်းနိုင်ငံမှာအခုလိုဖြစ်ရဟာအသေးပွဲဆိုတဲ့အတိုင်းဝေဖန်မှုတွေကိုရှောင်ကျဉ်နိုင်မှသာကျမတို့ရွှေပြောင်းလုပ်သားတွေအတွက်အဆင်ပြေမယ်လို့လည်းယူဆမိပါတယ်။ဒါကြောင့်ပိတ်ရက်တွေမှာအပန်းဖြေသွားတာပဲဖြစ်ဖြစ်အနားယူကြရမှာပဲဖြစ်ဖြစ်အမိုက်တွေကိုစနစ်တကျဆွန့်ပစ်ဖို့ တတဝါငယ်လေးတွေအကောင်လေးတွေကိုကိုတိလက်ရောက်နာကျင်မှုမဖြစ်စေဖို့ဂီးဆိုင်တင်မှာကြောင့်မြစ်တာရှိထားပြီးတင်ဆက်ပေးလိုက်ရပါရှင်။